င်္ဂလာပါတငယ်ချင်းလေးတို့ရေဒီနေ့မှာတော့ဘသူမှမကြားဘူးသေးတဲ့ပုံပြင်တစ်ပုဒ်ဖြစ်တဲ့နတ်သမီးရဲ့မတိသေးတဲ့အိမ်မက်ပုံပြင်လေးကိုလာနားထောင်ဖို့ဖိတ်ခေါ်ပါတယ်တိတ်လာတဲ့အိမ်မက်တစ်ခုပဲဖြစ်ပေမဲ့အဲ့ဒီအိမ်မက်ထဲမှာတင်းတော်မမျောလင့်ထားတဲ့သင်္ကန်းစာတစ်ခုပေါ်လာမှာပါနားထောင်ဖို့အဆင်သင့်ဖြစ်ပြီလားအေးဆေးနားထောင်လိုက်ကြရအောင်တော့လေက ပန်းပင်တွေကြားထဲမှာနတ်သမီးတဦးကအေးချမ်းချမ်းအိတ်နေတယ်သူ့နာမည်ကလီနာဖြစ်ပြီးပန်းပွင့်တွေမှွေးပြက်နေတဲ့နေရာမှာအိတ်ရတာသူအကြိုက်ဆုံးပါပဲတညမှာတော့လီနာအိတ်နေတော့သူ့အိမ်မထဲမှာထူးခြားတဲ့အရာတစ်ခုပေါ်လာတယ်ကောင်းကင်အပြာကြီးတစ်ခုထဲမှာနင်းနေတဲ့ကောင်းကင်ငါကျယ်တွေက သူ့နာမည်ကိုခေါ်နေကြတယ်။လီနာလီနာဆိုတဲ့အတန်ကြားပြီးသူအံ့ဩနေတဲ့နမင်းတစ်ပါးရဲ့အတန်ဖြစ်တာကိုသူသိလိုက်တယ်။နမင်းကပြောတယ်။လီနာမင်းရဲ့အိမ်မက်ကတကယ်ရှိနေတယ်။မင်းရဲ့စိတ်ထဲကညှော်လွင့်ချက်တွေဟာတကယ်ရရှိနေတာဖြစ်တယ်။ဒါပေမဲ့မင်းကိုယ်တိုင်း ယုံကြည်မှသာဖြစ်နိုင်မယ်။နမင်းရဲ့စကားလုံးနဲ့အတူမိနာပြန်လည်နိုးလာတယ်။နနက်မှာလေအေးလေးဝင်လာပြီးမွေးရနှံ့တွေကပန်းတော်တဲ့အနံ့ပြန့်နေတယ်။သူ့အိမ်မက်ထဲမှာကြားခဲ့တဲ့စကားလုံးတွေကိုသူ့စိတ်ထဲမှာနက်နက်ရှိုင်းရှိုင်းကြံနေတယ်။သူတိလာတယ်။အိမ်မက်ဆိုတာမဖြစ်နိုင်တဲ့အရာမဟုတ်ပါဘူး။ တကယ်ယုံကြည်တဲ့အခါနတ်သမီးတောင်မှမတိသေးတဲ့အိမ်မက်ကိုတကယ်ဖြစ်အောင်လုပ်နိုင်တယ်။အဲ့ဒီနေ့ကစပြီးဒီနာဟာတောပန်းတွေကိုပန်းရံနဲ့လေးတွေနတ်ပြည်ချီမှုေးပါစေ။မျောလင်းချက်နဲ့သချင်းတီဆိုပေးတယ်။သူ့သချင်းတန်နဲ့အတူပန်းရံနဲ့လေးတွေကတော်ရဲကနေတဆင့်နတ်ပြည်အထိထိုးပေါက် ရောက်ရှိသွားတယ်။နတ်သမီးလီနာရဲ့အိမ်မက်ကသူ့အတွက်အိမ်မက်မဟုတ်တော့ပဲတကယ်တမ်းအသက်ရှင်လာခဲ့တယ်။တငယ်ချင်းလေးတို့ဒီပုံပြင်လေးကဘာတင်ငန်းစာရလိုက်ပါသလဲ။နတ်သမီးလီနာရဲ့အိမ်မက်လိုပဲမင်းရဲ့အိမ်မက်လည်းတကယ်ဖြစ်နိုင်ပါတယ်ဆိုတာယုံကြည်ရမယ်ဆိုတာပါပဲ။ဒီလိုပုံပြင်လေးတွေကို နမဲကြီးနဲ့သမီးတို့နဲ့အတူမြင်းနားထောင်ခြင်းနဲ့ဆိုရင် like လုပ်ဖို့မမေ့ပါနဲ့ subscribe လုပ်ထားဖို့လည်းမျှော်လင့်ပါတယ်။နောက်တစ်ခုပုံမြင်အစ်စ်တွေလာအောင်ခေါင်းကောင်းကိုလည်းနှိပ်ထားပါ။နောက်ပုံမြင်လေးတွေမှာပြန်တွေ့ကြမယ်နော်။ကျေးဇူးတင်ပါတယ်ရှင်။